မြင်းတဲ့ပုဂ္ဂိုလ်ဟာကိုရမဲ့အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားကိုဖျက်ဆီးပြစ်တာခုတက္ကသမားတို့ဦးဇင်းတို့မဉဏ်ဖုံဉဏ်ရနိုင်권ရှိတယ်ဝိပဿနာဉဏ်တွေရနိုင်권ရှိတယ်ကိုကပြင်းနေတယ်ဆိုရင်အဲ့ဒီလောက်အကျိုးကြီးတဲ့အကျိုးစီးပွားတွေဟာမရတော့ဟုတ်ရဲ့လားဒါကြောင့်ပြင်းတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1အကုသိုလ်တွေနဲ့ရောတဲ့အတွက်ကြောင့်အဲ့ဒီအခိုက်အတန့်မှာဆင်းရဲတယ်နံပါတ်2 အင်မတန်ကြီးကျယ်တဲ့အကျိုးစီးပွားတွေဆုံးရှုံးသွားတယ်။လုံလဝရိယရှိတဲ့လူကြတော့ပြောင်းပြန်မယ်တဲ့။လုံလဝရိယရှိခြင်းသည် အကုသိုလ်တွေနဲ့ကင်းကွာတဲ့အတွေ့အကြုံအဲ့ဒီအခိုက်အတန့်မှာချမ်းသာတယ်။ဟုတ်ရလား။ကြီးကျယ်တဲ့အကျိုးစီးပွားကို ရှာမိပြီးသားဖြစ်တယ်။ဘယ်နှချက်လဲ။နှစ်ချက်အဲ့ဒီလောက်ကြီးကျယ်တဲ့အဲ့ဒီလောက်အကျိုးရှိတဲ့ဝိရိယပါရမီကိုတရားဓမ္မတို့ဥစဉ်တို့တွေလောကီအကျိုးစီးပွားကိုပဲလလိုလားကိုပဲဖြစ်စီ လောကုတ္တရာအကျိုးစီးပွားကိုပဲလိုလားလို့ပဲဖြစ်စီမရှိရင်အဲ့ဒီအကျိုးစီးပွားတွေရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒါသံဃာမင်းကအချက်ကျကျပြောတာငါသားတဲ့အလုံးမလို့ဖဲနဲ့ချမ်းသာမဲ့နေရာရှိရင်မင်းအရင်သွားသားမှာပြီးရင်အဖေကိုခေါ်ပါအေးအဲ့ဒီလိုပြောတော့သူဝီရကပြန်ပြီးတော့ဆင်ကြီးကလေးနဲ့အဲ့ဒါသံဃာမင်းကလည်းအဲ့ဒါထပ်ပြီးတော့ပြောတာပဲအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကချစ်သားတို့တဲ့တည်တည်ချာချာစဉ်းစားကြကုသိုလ်ကောင်းမှုရဲ့အကျိုးကိုတသက်ခံစားတဲ့ လုံလဝရိယမထုတ်ဖဲနေမယ်ဆိုရင်မထုတ်လို့ရတယ်။နတ်တီတောင်မှလုံလဝရိယရဲ့အကျိုးကျေးဇူးကိုအဲ့ဒါလို့ပြောသေးတယ်ဆိုရင်ကောင်းကောင်းကြည့်ရင်တန်ဇရာဝတ်ကလွတ်နိုင်တယ်ငါသာသနာမှာနေကြတယ်သင်္ချစ်သားတွေကမြင်းနေမယ်ဆိုရင်ဘယ်မှလာကောင်းတော့မလဲတဲ့မြတ်စွာဘုရားရဲ့ကရုဏာတော်နော်အေးဒါကြောင့်ဒကာကြီးဒီမိုင်းများမလုတ်ဖဲနဲ့ဝရိယမဆိုင်ဖဲနဲ့ချမ်းသာမဲ့နေရာရှိရင်မင်းတို့သွားကြသမှာပြီးရင်ငါ့ကိုလည်းပဲ ခေါ်ပါဆိုတဲ့စကားလေးကိုမှတ်သားထားဖို့မလိုဘူးလားလိုတယ်ဗျဒီတော့ဦးဇင်းတို့ဆက်ပြီးတော့ပြောချင်တာကလုံလဝရိယရှိတယ်မရှိဘူးဆိုတဲ့နေရာမှာအတိတ်ကပါလာတဲ့ဓာတ်တတိတွေပါမလဲနည်းနည်းတော့မူတည်ပုံရတယ်နော်တချို့ကငွေတွေကစပြီးတော့ပြင်းလာကြည်လိုက်ရင်ခွေးဟုတ်လားတချို့ကြရင်ကြည်ရတာကိုတက်တက်ကြွကြွနဲ့အမြဲတမ်းလန်းလန်းဆန်းဆန်း ရှိနေတာဟုတ်လားအဲ့ဒါကသူကဖြစ်လျာဘဝမှာဝိရိယပါရမီကိုဖြည့်ဆည်းခဲ့တဲ့ပုဂ္ဂိုလ်တွေကလုံလကြုပ်ကိုအထောက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကဓာတ်တတိတွေကလိုက်နေပြီးတော့သူကအရှိန်တွေကပါနေတာကိုဗျာလက်တီစတော်ကြီးကတော့သူကပြောတယ်အဲ့လိုလူတွေဟာတဲ့ပြင်းတဲ့လူတွေဟာဘာနဲ့တူတုံးဆိုတော့ခွေးဖြူတော်မတိုးဆိုတဲ့ဗမာစကားပုံနဲ့တူတယ်တဲ့ခွေးဖြူတွေဟာအင်မတန်ကြောက်တတ်တယ်လို့ဆိုတယ်ဟုတ်မဟုတ်တော့ကြုံလဲမဆမ်းဘူးပါဘူးဒါပေမဲ့စာထဲကတော့အဲ့လိုတွေ့တယ်လူတွေလည်းအဲ့လိုပြောတာပဲ ဟုတ်လားဘာလဲဆိုတော့ဖြစ်လျာဘဝကအပြင်းတက်ခံနေပါတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဟေးမင်းမအိပ်ဖဲနဲ့လှုပ်ရမဲဆိုလို့ရှိရင် तू နောက်ဆုတ်သွားတာဟုတ်လားမင်းအစားကိုချိုးချံရမဲဆိုရင် तू နောက်ဆုတ်သွားတာမင်းအပေါင်းဖော်တွေနဲ့ကင်းပြီးတော့တယောက်တည်းနေရမဲဆိုဟာမဖြစ်ဘူးနောက်ဆုတ်သွားတာမင်းအကြာကြီးလှုပ်ရမှာတော့ဆိုရင်နောက်ဆုတ်သွားတာမင်းဆွဲဆွဲမြဲမြဲလှုပ်မှရမှာဆိုရင်ဟာဒီတော့ကြီးတော့မလှုပ်နိုင်ဘူးဆိုပြီးတော့နောက်ဆုတ်သွားတာ ဝရိယရှိတဲ့လူတွေကြတော့အဲ့လိုမဟုတ်ရမယ်သာသေးကြပါစေအခုပဲရနေတယ်လို့မျိုးဟုတ်လားသေသေးကြည်ကြည်ချမှာပဲဆိုပြီးတော့လှုပ်တာအဲ့ဒါမလှုပ်တဲ့ပုဂ္ဂိုလ်ပြင်းတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီခွေးပြူတွေနဲ့တူတယ်တဲ့ခွေးပြူတွေကတထောင်လောက်မြင့်တဲ့ခြုံကလေးမေးရိုင်းမင်ကလေးမျက်ခြုံပုဂ္ဂိုလ်လေးတွေ့ရင်ဟာသင်မြန်းရှိမှလားကြားမှန်းရှိမှလားဆိုပြီးတော့အနာမတူရဲဘူးတဲ့ဟုတ်လား လန့်နေတာလန့်နေတာဘာကိုလန့်နေတာလို့အလုတ်ကိုလန့်နေတာဒါကြောင့်ဝီရိယဆိုတဲ့စကားဝီရရဲရင့်တာနော်အလုတ်ကိုလုံးဝမကြောက်ဘူးလုတ်ပြစ်လိုက်မယ်ကိုင်းပြစ်လိုက်မယ်ရတာမရတာကအဲ့ဒီအလုတ်ရဲ့နောက်ဆက်တွဲအကျိုးပဲသူကတော့လုံးမှာပဲဟင်တခါကြီးဒီမိုင်မြအဲ့လိုမျိုးရဲရင့်တဲ့စိတ်တက်နဲ့မလုပ်ရမယ်လုံလဝရိယရှိအောင်ကြိုးစားရမယ် ပြင်းထန်တဲ့လုံလဝရိယကိုရချင်တယ်ဆိုလို့ရှိရင်တန်ဝေကဖြစ်ချင်းမှာ အကြီးဆုံးအကြောင်းဖြစ်တဲ့သိခြင်းတရားကိုစဉ်းစားပါဘယ်ချိန်ဘယ်ကာလမှာသိမင်းငှင့်မယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးဟုတ်ရဲ့လား